IS writing မှာတတိမထားမိမဲ့ပြုလုပ်မိတဲ့ကြရဲ့အမှားတုံးဖို့ဒီနေ့မှာတော့ IS ဖြစ်ကြရမဲ့သူတွေအနေနဲ့ရှောင်းတဲ့နာလေးတွေကို share လုပ်ပေးတော့မှာဖြစ်ပါတယ်အဖိုင်မှာအရင်ကလည်း IS speaking tip တွေတင်ပေးပူတာမို့မကြည့်ရသေးဘူးဆိုရင်အမြန်လေးပြစ်ကြည့်လိုက်တော့နော် နံပါတ်၁ test prompt မှာပေးထားတဲ့အစိတ်အပိုင်းအပြည့်စုံမဖြစ်မိခြင်းဥပမာအနေနဲ့ပြောရရင် test 2မှာပါတဲ့ double question နဲ့ simu မှာပေးသမျှ question တွေအကုန်မဖြစ်မိတာမျိုးပါ Examiner aspiration မှာကိုက fully address all parts of the test prompt လို့ပါတဲ့အတွက်အဲ့လိုအကုန်မဖြစ်မိရင် TR အမှတ်ရစီပါတယ် ဒါပေမဲ့အိုင်ရရှင်းရှင်းလင်းလင်းမရှိလို့စာပိုက်တိစားပုံအားနေခြင်း paragraph တစ်ခုမှာပြောချင်တဲ့အိုင်ရကိုပေါ်လွင်အောင်မရေးနိုင်တဲ့အကြောင်းအရာများပြီးဖောင်းပေါ်နေဒါမှမဟုတ်အကြောင်းအရာကတော့တစ်ခုရဲ့ပဲဒါပေမဲ့ translation ဝင်မှန်မတုံးထားရင် media ကတေချာနားမလည်လို့စစ်စစ်အမှတ်ရသင့်တလောက်မရရမျိုးဖြစ်နိုင်ပါရဲ့ဒါကြောင့်မို့ paragraph တစ်ခုမှာ main idea plus scoring detail stand နဲ့အနည်းဆုံးနှစ်ခုသုံးခုနဲ့ linking words တွေကိုနေရာမှန်မှန်သုံးသပ်ဖို့အရေးကြီးပါတယ် နံပါတ်3အဓိပ္ပာယ်လွန်မှားရှိတဲ့ grammar error များ tense such a verb agreement articles preposition စာရည်ကတုံးမှုတုံးမှုမမှန်ရင် meaning တွေမှာပြောင်းပြီးပေးချင်တဲ့ message ကိုအဓိပ္ပာယ်လေတော့ရှိတဲ့အတွက် GI score ကိုကျစေနိုင်ပါတယ်။ဆိုတော့အချိန်ရရင်ရတယ်လို့အမြဲလေးချင်ပြီးရေးပြီးသားတွေကိုပြန်ရှင်းနေသင့်ပါတယ်နော်။ဒါလို့ဆိုရင်တော့ဘယ်ချက်တွေကိုတတိထာရှောင်တင်လဲဆိုတာသိပြီထင်ပါရဲ့ဒီချက်ပို့ပြီးလေ့ကျင့်ခြင်းနဲ့သင်ယူခြင်းနဲ့ဆိုရင်တော့ offer အရင် over 8.5ရထားတဲ့ဆရာရဲ့ IELTS class တွေကရှောင်မြုံနေပါတယ်နော်